ော့လေအာဇာကောင်းဆောင်လို့ဆိုရတယ်သူတို့ဟိုကျင်လည်နေရလဲနေ့10နှစ်ချီရှိနေပေါ့လေ10ခုနှစ်တခုလောက်ရှိနေပြီဆိုတော့ဘာလို့ပေါ့လေအခုမှအဖမ်းခံရတယ်လို့တော့သုံးသပ်မိလဲရှင့်အဲတော့အခုမှအဖမ်းခံရတယ်ဆိုဒီရက်ပိုင်းမှာဒါတွေကတော့ယူးယူးတိတ်ဆိုင်ဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်ပထမအနေနဲ့တော့ရှိတ်ဟာစီနာအစိုးရဖက်ပြရတယ်ဟာစီနာပြရတယ်အဲ့ဒီနေရာမှာအနောက်ကထောက်ခံလဲနော်ယူနော လို့ပဲဆုရှင်တက်လာတယ်ပေါ့တက်လာတယ်အဲ့ဒါလည်းတစ်ချက်ပါပါလိမ့်မယ်နောက်ပြီးခဲ့တဲ့ရက်ပိုင်းကမှအဲ UN ကဘာကူဝါသမဂ္ဂရဲ့အထွေထွေအတွင်းမှုလေအဲ့ဒီဒေသကိုရောက်လာပြီးတော့နော်ဒီမှာရောက်နေတဲ့ဒုက္ခတွေတွေဟာမူလနယ်မြေကိုပြန်ပြီးအခြေချဖို့ပြန်ဖို့ဆိုပြီးတော့လည်းအဲ့ဒီမှာဆန္ဒတွေပေါ်ထုတ်ကြတာတွေတွေ့ရတယ် အဲ့ဒါကြီးလည်းစနစ်တကျတော့ပြင်ဆင်ထားတဲ့ပုံစံမှရှိရပေါ့ဗျာဒီလိုတတင်းလေးမှကြည့်ရသလိုဆိုရင်လေဆိုတော့နောက်တစ်ခါသူပုံလိုက်ကလည်းအဲ့ဒီ UN Secretary ကိုနိုင်အကျန်တဲ့ Secretary ကိုဆိုင်ကိုကလည်းနော် AA နဲ့ဆွေးနွေးရလိမ့်မယ်စကားပြောရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကြီးပြောလာတယ်တနည်းအားဖြင့်ပြောရင်ရခိုင်တပ်တော် AA ကိုလည်းအသိမှပြည့်တယ်လို့တော့ကျွန်တော်တို့ကတော့ ဖြစ်သွားတဲ့လက္ခဏာလို့ကျွန်တော်ကတော့အဲလိုမျိုးနားလည်ပါတယ်အဲဆိုတော့ဓာရီအကုန်လုံးဟာအဲတိတ်ဆိုင်မှုလားနော်စနစ်တကျအာပြင်ဆင်ထားတာလားဆိုတဲ့ဟာကတော့အဲလုပ်တဲ့လူတွေတော့ပေါ်တင်မှာပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့ဒီမီဒီယာအားလုံးသင်ပြရတာကိုပဲခမ်းမတော့ပါဖြစ်ပါလေ။နော်။ဒီဟာတွေအကုန်လုံးတိတ်ဆိုင်ပြီးမှအခု အစားအကောင်းဆုံးလို့အလိုတူဖန်သွားတာဖြစ်တယ်လို့ပြောရအောင်ဒါပြောမယ်ဆင်တော့ပေါ့နိုင်ငံရေးလဲကွက်နိုင်ငံရေးကစားကွက်တခုလို့ပြောလို့လည်းရနိုင်တယ်ပေါ့ဆိုတော့ဟိုသူတို့ရဲ့ဒီနိုင်ငံရေးလဲကွက်ကစားကွက်ကတော့ဘလို့ပုံစံဖြစ်နိုင်မယ်လို့ခံမှတ်မိလေရှင့်เออเออดีกว่าတော့လေဒီလိုမျိုးဖြစ်တယ်ဆိုတာဒါဒီကငကိုကလေးကကိုဖန်တီးထားတဲ့ကစားကွက်လိုပဲပြောရမှာပေါ့เนาะ အဲကစားခွက်လို့ပြောရမယ်စတင်ကလေးကကွာဒါကမယိုရှင်းဘူးလေနောက်ပြီးတော့ပြီးခဲ့တဲ့နေ့မှာအဲဒီစေအာနာရှင်အနာသိမအလာကလည်းအဲမအလာကလည်းဒီစေမှုမထမ်းမနေရဥပဒေကြီးထုတ်ပြန်လာတဲ့အခါမှာလည်း ဒီရခိုင်မှာရှိတဲ့ကန့်တွေเนาะထဲမှာနေပြီးတော့ဒီလိုစိတ်မူထမ်းဖို့ဒါအရင်မြစ်တွေပေးတာဒီစိတ်မူထမ်းအတွက်ဖက်ပေးတာတွေလည်းရှိတယ်။ဒီဟာဒီဟိုလည်းနောက်တစ်ခါရခိုင်မှာရှိရဲ့အဲ့ဒီကန့်တွေထဲကပဲကန့်တွေထဲကရောနောက်ဒီဘုဒ္ဓကျောင်းလိုမောင်တော်တို့မှာလည်းဥမာရခိုင်တော်သံရေးအေးဟိုလက်မခံဘူး ုံးချတာလို့ဘာလို့ညာလို့ဆိုရဟာမျိုးတွေဆိုတော့အဲ့လိုဟာမျိုးအခင်းကျင်းကိုခံပြီးရတယ်လို့သိရတယ်။နာအဲ့ဒီဒေတာမှာပဲနေပြီးရောဒီမျိုးကြီးပဋိပက္ခဖြစ်အောင်လည်းခံပြီးရဲ့အကွက်တွေသိရတယ်ပေါ့။ဆိုတော့ဒီဟာကြီးကတော့စနစ်တကျပြင်ဆင်လာတာလို့မြင်တယ်။နာအခုကရခိုင်မှာ

တော့ဒီဟာဒီဟာသူတို့ရဲ့တစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်ရဲ့ဒီလူတွေရဲ့ဈေးနဲ့ပမာဏနေလဲဆိုတော့ရခိုင်နေစားမှာလည်းဒီလိုနေဖို့နေဖို့တည်းနေရမရှိတဲ့အစားတစ်ဖက်ရဲ့ဒုက္ခတွေရခိုင်နေမှာသွားပြီးတော့အပြန်ကြီးနေတာမျိုးတခြားတခြားအဲ့ဒီကမှာတက်ဖြောက်ပြီးနေတာမျိုးတွေလည်းတွေ့ရတယ်။တစ်ဆက်တည်းမှာပဲဒီဒုက္ခတွေရခိုင်မှာရှိရဲ့ဒုက္ခတွေကိုအကူအညီပေးနေတဲ့နော် ရားရည်ရိတ်ခါအပါဝင်ပေါ့နော်ထောက်ပံ့နေတဲ့ဟာကိုတော့သူတို့ရဲ့ခွင့်ပြုချက်မရှိရင်လုတ်ခွင့်ပေးခွင့်မရှိဘူးဆိုတဲ့ဟာမျိုးဒီဒီသူတို့ဟာအာနာကိုအော်ဟာပေါ့နော်ဘာကောင်းလဲသူတို့ရဲ့လုတ်ပိုင်ခွင့်အလဲသုံးစားမှုတွေလည်းတွေ့ရတယ်အဲ့ဒီဟာတွေအကုန်လုံးအကြောင်းပေါင်းများစွာတိတ်ဆိုင်တဲ့အခါနော်မဖြစ်မနေသူတို့အရေးယူရတယ်ဆိုရဲအနေထားမျိုးနဲ့ဖန်ဆီးလိုက်တာလို့ကျွန်တော်ကတော့အဲ့လိုနားလည်ပါတယ် ဒီလိုဖန်ဆီးခင်ရပိုင်းလောက်လူမှာပေါ့လေဒီဘင်္ဂလားဒေ့ရှ်အကြီးကြီးပေါ့မိုဟာမက်ယူနိုကသူပြောထားတာရှိတယ်ပေါ့လေဒီ2016ခုနှစ်မှာဒီမွတ်စလင်ဒုက္ခသည်ရိုဟင်ဂျာဒုက္ခသည်တွေကိုရခိုင်ပြည်ကိုပြန်လဲပို့ဆောင်သွားမယ်လို့သူကတိပြုပြောကြားခဲ့ရလေရှိတော့ဒီဖန်ဆီးတာနဲ့ဒီ2016မှာဒီဒုက္ခသည်တွေကိုပြန်ပို့တာနဲ့ဆက်ဆက်မယ်ဆိုရင်ရောဘယ်လိုမျိုးတုံ့တက်လို့ရနိုင်မလဲရှင့်အဲလိုမျိုးသူပြန်ပို့ရှင်တိုင်းကိုပို့လို့တော့ရနိုင်မယ်မထင်ဘူးဗျာ ဘာဖြစ်လဲဆိုတော့အခုကအဲ့ဒီဒုက္ခတွေကြီးကအဲ့ဒီဖက်ရောက်နေတာတမျိုးလေးအဲ့ဒါကတပိုင်းပေါ့နော်ကံတစ်ခုကာလတစ်ခုလည်းကြာနေပြီနောက်တစ်ဆက်တည်းမှာကျွန်တော်တို့နိုင်ငံမှာမြန်မာတနိုင်ငံလုံးနော်ဒီလူလူထုတွေဟာစိတ်ပိချောင်နေရတယ်ပြေးနေရတယ်ဒုက္ခတွေအနေနဲ့လေအဲဟိုမိမိအိုးအင်းတဲအိုးအင်းကိုကိုယ့်ရဲ့အသက်ကိုကာကွယ်ဖို့အတွက်

နော်ဒါကအဲ့လိုပို့မဲ့ဆိုတဲ့ဟာမျိုးကလည်းဘယ်သူကလက်ခံမလဲဘယ်သူကတောင်းဝန်ယူမလဲနောက်တစ်ခုကဒီဒုက္ခတွေကြီးဖြစ်အောင်လည်းကျွန်တော်တို့ဒီရခိုင်လေးဖန်တီးတာမဟုတ်ဘူးပေးဆက်ဆက်အုပ်ချုပ်ခဲ့တဲ့နေပြီးတော့အာဏာရှင်တွေအစိုးရတွေကဖန်တီးခဲ့တာဖြစ်တယ်လေအဲ့တော့အဲ့ဒီလာမယ့်2016မှာ2026ဆိုတော့2026မှာတော့ကျွန်တော်တို့နိုင်ငံကတည်ငြိမ်ပြီလားအေးချမ်းပြီလားအဲ့လိုမဟုတ်ဘဲနဲ့နေပြီးတော့ ဒုက္ခရောက်လာတဲ့လူတွေကိုပြန်ပြီးတော့မီးဖို့ထဲဒုက္ခတွင်းထဲကိုပြန်ပြစ်ရှာတာနဲ့ဒီမှာပေါ့ဒီအတွက်သူတို့လက်နှံမဆောင်ရလာကြတာအကြောင်းတော့မမြင်ပါဘူးခင်ဗျပြောပါဒီကုလားတွေတွင်းမှုချုပ်ကလည်းသူပြောသွားတယ်ပေါ့လေဒီမွတ်စလင်တွေနေရပြန်နိုင်ရေးအတွက်ဒီအရက်ခတ်တော်အင်းနဲ့ဆွေးနွေးဖို့လိုတယ်စကားပြောဖို့လိုအပ်တယ်ဆိုပြီးတော့ပြောသွားတော့ဒီရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်ရဲ့အနေအထားကတော့ဘယ်လိုဖြစ်သွားနိုင်မလဲရှင်။ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်ဆိုတာလေအဲ့လိုလေဇိုးကြီးကလည်းပို့လို့တော့ရလိမ့်မယ်မထင်ပါဘူးဗျ။ ဘာဖြစ်ဆိုဒီဟာကအင်မတန်ဟိုကိုက်တရခက်ခဲတဲ့ issue ကြီးတစ်ခုဖြစ်တယ်လေအကြောင်းအရာကြီးတစ်ခုဖြစ်နေတယ်အဲ့ဒီဟာကိုရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်တွင်ကာဗူဒါအဲ့တော့ဒီဘာချင်းစာနာမှုဆိုင်ရာကမ္ဘာနိုင်ငံ PPG ရဲ့အခုနည်းအထောက်ပံ့တယ်အခုလည်းပြန်ပို့မယ်ဆိုတော့ကမ္ဘာနိုင်ငံတွေရဲ့အထောက်ပံ့တွေရော့သွားတဲ့အတွက်မှာဘင်္ဂလားဒေ့ရှ်လည်းဒီကောင်ထုတ်ကုန်မှထမ်းချင်လို့ဒီလက်ထက်ကအာ လို့ရင်ပြီးရောဆိုတဲ့ဟာမျိုးနဲ့ချချင်တာလေဒါမှရခိုင်အနေနဲ့လည်းအခုတခုတစ်ခုတစ်ခုနေပြီးတော့အခုတော်ဆန်နဲ့နေပြီးတော့အေးအေးတတ်တော်အနေနဲ့ဆိုတော့ဘယ်လိုလဲဒီအဖွဲ့အနေနဲ့ဘယ်လိုဒီဟာကြီးကိုလက်ဆောင်ဖို့လဲဘယ်လိုမှလဲအဲအဆင်ပြေမဖြစ်နေဘူးလေဆိုတော့အဲဆိုတော့ဒါကတော့အသေးချာညှိနှိုင်းတန်တုံပြီးတော့ဘယ်ဒီဟာတွေကအကူရပြီးတော့ရေရှည်အကဲလက်ခံမယ်လို့စဉ်းစားတယ်ဆိုတော့မှ 这些那边都是，那边江西那边的，本来差别嘛，都一样嘛，都这么好的一面嘛。他说：“我离了近一点，他们就知道。前几年我从这里买水的，比较便利。阿沙岗上、潘开阳、八湾堡，你们那里那边看病的多，太阳出来八点起来呢。”你那个阿沙岗上、潘开阳、八湾堡，那个阿沙岗上，国内国外都有的，江浙龙湾的，都有。 ကဘာကြီးကလည်းလက်မခံဘူးရခိုင်ပါဝင်တယ်ငါတို့စက်လည်းလက်မခံလို့အခုတို့ဖန်ဆန်ရတာဖြစ်တယ်အကျန်းဖဲလုံငန်းလုပ်တဲ့အဲအခွဲစီးပြီးပုံကိုကြီးရတဲ့ဒီချက်ပေါက်ကြီးဆုံးရမယ်ပေါ့ဗျာဒါကတော့သဘောတရားကြီးပါအဲ့လိုပဲကျွန်တော်တို့ကတော့မြင်တယ်နော်ဆဲရောက်မှုကတော့ဘာပဲဖြစ်အဲ့ဒီနေရာမှာဒီလိုအကျန်းဖက်တွေကိုဆက်လက်မွေးမြူနေမယ်ဆက်လက်နေပြီးတော့လက်ခံနေမယ်ဆိုတော့ဒီပြဿနာမျိုးတွေကတော့ ထပ်ပေါ်နေမှာပေါ့အေးတခုရှိတာကအကုန်လုံးဟာကျွန်တော်တို့ကောင်းတူဆိုပဲအတူတူနေကြမယ်ဒီအကျန်းဖက်ကိုအားမပေးဘူးเนาะကျွန်တော်တို့ဟာပြည်သူပြည်သားတွေဖြစ်တယ်ကိုတက်ဆိုင်ရာနေနေမှာရှိတဲ့ဒီမျိုးဒီတလေးစေရေးဒီရင်ကျင်းမှုဒီဒီဟာတွေကိုကျွန်တော်တို့ဟာစန့်ကျင်မှုလည်းမလုပ်ဘူးအကုန်လုံးနဲ့လေရောညီကြီးဆက်ဆံပြီးနေမယ်ဆိုရင်တော့ဘယ်မှာပဲဖြစ်ဖြစ်เนาะ ီဘင်္ဂလားဒေ့ရှ်မှာတော့လကောင်းတခြားနေရာမှာတော့လကောင်းအင်းနေမယ်ဆိုရင်တော့အတိုင်းတခုနိုင်ငံတကာကရောနော်ဒေတာကရောတူတူကကွယ်ဆောင်ဆောင်မဲ့ဖွဲ့စည်းတွေတော့ပေါ်လာနိုင်မယ်လို့ကျွန်တော်တို့မြင်ပါတယ်